ကျွန်တော်ရဲ့မိတ်ဆွေမြောင်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ပါမီဟိုရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းကြေပြည့်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့အေယဝတီတိုင်းအင်္ဂါဘုံမြို့နယ်တပြူစိန်ရွာမှာအမှန်တကယ်ဖြစ်ပွားခဲ့ပြီးတော့နေဆန်ညခန့်ကြက်ရွာသူနဲ့ပေါင်းတင်ပြီးကလေး၃ယောက်ရခဲ့တဲ့ကိုစံလောက်ရင်ဤ ဖြစ်ရစမ်းလို့အမိရတဲ့စေဝင်စားပွဲထူးခြားဆန်းကျင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားစင်ခံစားအားပေးကြပါဦးခင်ဗျာပြည်မြို့တဖက်ကမ်းမှာကြက်ကုံမြေစိုင်းသူရဲ့မှတ်ချက်လူပေါ်မှာဂျုံတော့ဂျုံကဲလူနဲ့အသူတကယ်ဇလန်လေးကကိုစံလှရင်တော့ကိုတို့ ခမီးရဆန်တော်ဖြစ်ရမှဇလန်လေးတပုတ်ဖြစ်ပါလေ။ဆိုင်တို့ကျွန်တော်တို့ငယ်စဉ်အလဲတန်းကျောင်းသားဘဝမှာနေရသည့်ကျောင်းပေးရများမှာများသောအားဖြင့်အဖိုးအဖွားများနဲ့ဦးကြီးဦးလေးများနေထိုင်သောတပြုစိတ်တာယာကုန်းရွာကိုအလဲဘက် ရောက်ရှိခဲ့ရပါသည်။တပြုစိတ်နဲ့တာယာကုန်းရွာကအလဲမှာမြင့်မကျချောင်းမကလို့ခေါ်ဆိုရမလို့မိုးရွာဒီမှာလေတင်ပေါ်များခုံမောင်းသွားလာပါတော့လေ။နွေရည်မှာ ရေနေငယ်သားရှိသည်ဖြင့်တေယောကနေတေယောကို သွားတဲ့နေရာမှာကတုလီနဲ့လွယ်ကူစွာသွားလာနေပါလေ။အဲ့ဒီယောနေယောကမြေကမ်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိကြတဲ့ကြောင်းတေယောကတေယောကိုလှမ်းပြီးတော့အော်ခေါ်ရင်လေကောင်းစွာကြားရနိုင်ပါလေ။ကျွန်တော်ရဲ့ဘာကြီးဦးဆန်လှရင်ကတာယကုန်းရောင်မှာနေထိုင်သလိုဦးလေးဦးရွှေသီးတို့မိသားစုကတပြုစိတ်ရောင်မှာနေထိုင်ကြပါလေ။တာယကုန်းရောင်မှာဘာကြီးဦးဆန်လှရင်နဲ့ အဖွားဒေါ်ဒွေးမြတို့ကအစပြုတ်ပြီးဦးလေးရောင်နေတို့မိသားစုတစုဦးလေးသိန်းတို့မိသားစုတစုကကျွန်တော်အလေးရောက်တိုင်းခရူဆိုင်ကြပါရယ်တပတ်ကန်တပြုစိတ်ရောကဆွေမျိုးများလာပြီးတော့ခေါ်ကြတော့လေသူတို့ကကျွန်တော်ကိုမတော်သေးလို့ပါအပေကြောင့်ဆိုတော့ထိုးချင်းကတပြုစိတ်ရောမှာတောင်းရသူများအဝန်းထွက်များသဖြင့်ကျွန်တော်တို့ဆိုရင်တော့ကြောင့်ဖြစ်ပါရယ်အစိုးရစစ်တပ်ကတရင်ရပြီးတော့တောင်းရသူများကိုတိုက်ရန်အတွက်လာပါတော့လေ တောင်းကျန်သူများကပါနက်စွာနဲ့ထွက်ခွာသောသဖြင့်တိုက်ပွဲမဖြစ်လဲရပါနမကြီးတောင်းကျန်သူခေါင်းဆောင်စူကြီးစူလေးတို့ခစ်စားနေတဲ့အချိန်ဖြစ်တာကြောင့်ရွာသူရွာသားများကနီးရတာကိုကြောင်နေကြရတယ်ဒီနေ့မှာစိုင်းသူကျွန်တော်နဲ့ဦးလေးရောင်လေးတို့ဟာစည်းဆက်အင်းနဲ့မှာငါဖန်ကြပါတယ်စိုင်းသူကျွန်တော်ကပလိုင်းကိုလွှဲပြီးတချင်းနဲ့ရှေးကသွားတဲ့ဦးလေးရဲ့နောက်ကိုအမိလိုက်ရတယ်အင်းနဲ့မှာရေပေါ်ငရံကြီးသုံးကောင်ကိုဦးလေးကတချင်းနဲ့ကျွမ်းကျင်စွာခုတ်ပြီး ျွန်တော်လွှဲထားတဲ့ပလိုင်းလေးကိုထည့်ပေးပါရစေ။ငရံကြီးများကနှစ်ချို့ငါးကြီးများဖြစ်မယ်လို့ထင်ပါတယ်။တကောင်ကတပိတ်သားရှိတယ်လို့တကောင်က90တောင်းနောက်ထပ်တကောင်က80သားဆိုပြီးတော့ကြီးကျင်ငယ်လိုက်ဖြစ်ပါရစေ။၎င်းအင်းထဲမှာကန်းကြီးရွှင်းစက်မှလက်တကောင်လေးရခဲ့တယ်။ကိုလေးဥယောင်ကြီးကလက်ကိုရေးစင်အောင်ဆေးပြီးမဆိုးလုံကြီးခွင်းနဲ့ကိုထည့်ပြီးတော့ပြန်ခဲ့ကြပါရစေ။လန်တဝဲကိုရောက်တဲ့အခါမှာတော့ချုံပုံများကြမှာ ။တနက်ကိုသီးနဲ့တောင်းကျန်းသူများထွက်လာပြီးကျွန်တော်နဲ့ဦးလေးကိုတနက်မြောင်းနဲ့ချိန်ထားပြီး၅ရောက်နဲ့ရှေ့ဆုံးကလူကဟဲ့အောင်ရောင်းနေမင်းတို့လာတော့ကအင်းရဲ့ကြီးရွာနာမှာအစိုးရတက်တွေတွေ့ခဲ့သေးလားကွာ။အဲလိုမေးတဲ့ခါမှာဦးလေးကမတွေ့ခဲ့ပါဘူးလာထေးရ။ငါတို့လည်းအင်းနဲ့ကလည်းငါးရှာပြီးတော့တက်လာကြတာပဲကွာ။အဲ့လိုဦးလေးကမကြောက်မရွံ့ပြောတဲ့ခါမှာတန်းနဲ့နဲ့ဝိုင်းပြီးတော့ချိန်ထားတော့လူ၄ယောက်ထဲမှာတယောက်တော့သူကအဲ့လို ခမရတဲရိုင်းပါလားကျောတော်နေမြင်မှုကိုခမရမလေးမသားနဲ့လှော်ထေးလေးပါလေးနဲ့ဟဲ့လို့ဒူတော်ဆန်းအဲ့လိုပြောတဲ့ခါမှာနေမြင်မှုဖြစ်သူလှထေးကဟဲ့ကောင်တန်ကြောင်းမင်းတို့တနက်တွေပြန်ပြီးတော့လွယ်ထားဆန်းမင်းမသိဘဲနဲ့ရမ်းပြီးရှောက်မှပြောနေကွဒါငါနဲ့ကျောင်းနေဘတ်တငယ်ချင်းရောင်းနေသူနဲ့ငါကဆွေးမျိုးသားချင်းမကင်းဘူးကွဖုန်းကြောင်မှအတူနေပြီးတော့ကြီးပင်းခဲ့ကြတာမင်းတို့မသိဘဲနဲ့ရမ်းမလုံးနဲ့ကဲကဲရောင်းနေတငယ်ချင်းမင်းလည်းခက်တော့တော့သွားငါလည်းခက်တော့တော့သွားမယ် တော့ကြအစိုးရတက်နဲ့တွေ့ရင်မချောင်ဘူးကဆိုပြီးတော့လှထိတ်ကတပည့်လေးယောက်နဲ့တူတောချုံနဲ့တစ်ခုကိုတိုးဝင်ပြောက်ွယ်သွားကြသလိုစာရေးသူကျွန်တော်တို့လည်းတာယာကုန်းရွက်လေးစီကိုချစ်တုတ်တင်ထွက်ခဲ့ကြပါတယ်ဦးလေးရဇနီဒေါ်လေးမဆန်းကြီးကဟင်းချက်ကောင်းသလိုငရက်စီပြန်ဟင်းနဲ့လေးတော်ဟင်းကလည်းကောင်းမှကောင်းဆိုသလိုပါအဲ့ဒီညစာအတွက် ထမင်းစားများသွားသဖြင့်ဦးလေးကရင်းနှီးချက်နဲ့ထညာခဲလေးများပေးသဖြင့် ပိုက်တင်းချင်းကနေအဆင်ပြေသွားခဲ့တယ်။လက်ဖက်ကြမ်းဝိုင်းမှာတော်လေးမဆန်းကြီးကကိုရောက်နေတော်တူကြီးပြင်းနေမှာပေါ့မြို့လိုတော့ဗိုင်းစကုတ်ယုံတို့စားတော့ဆိုင်တို့ဗမီတိတိုင်တို့ဒိုတော့မှာမရှိဘူးရေနံစီမီးခွက်တော့မှာအနီရီနဲ့ပဲထွက်နိုင်တယ်ကိုရောက်နေတော်ဦးလေးကိုစံလောက်ရင်ကြောင့်ကိုအမြင်ပြေနားထောင်ရအောင်ကျုံဝီကြီးကိုပြောပြလိုက်ပါတော့ဗါတဲ့မြေယုတ်တီခွင်းနဲ့မိမတယောက်ရတဲ့အကြောင်းကိုလေး အဲ့တော့ဒေါ်လေးမဆန်းကြီးကပြောတဲ့ခါမှာဟိုလေးကိုယောင်လေးကဟာကောင်ငကြောမင်းနားထောင်မလားကွာငါပြောပြမယ်ပုံမြင်မဟုတ်ဘူးနော်တကယ်အဖြစ်ပြအမှန်ကွာအဲ့လိုဆိုတဲ့ခါမှာစိုင်းသူကျွန်တော်ကလည်းဖြစ်ရမှဆိုရင်ပြောပြပါလားဦးလေးရအဲ့လိုတောင်းဆိုတဲ့ခါမှာတော့ဟိုလေးကရင်နွေးတစ်ခွက်ကိုမော့တော့ပြီးဤကဲ့သို့ပြောပြသွားတယ်ကိုစံလောက်ရင်တဲ့ဒေါ်တွင်းမြားတို့က အင်းအောင်သက်၅နှစ်လို့ဆိုတော့လေလာသမီးတယောက်မှမထွင်ကားပါကိုဇန်လောက်ရင်ထက်ဒေါ်တွေးများက၅နှစ်ကြီးတော့လေမောင်နဲ့နှမတားနဲ့အမိဘမချစ်ခင်ကျင်နာကြတယ်တာယာကုန်းရွာမှာကိုင်းလုံငန်းနဲ့အသက်မွေးကြတယ်လို့အင်းအောင်ဖေးဈေးတိုင်တဲဆိုတဲ့ကဲတို့မြေခွက်လက်လေးမှာငရုံနန်းနန်းပင်စိမ်မြင်းခွာချမောင်တို့ကိုစိုက်ပြူထားပါတယ်ဒီနေ့မှာကိုဇန်လောက်ရင်ကညနေချိန်ထမင်းစားရမှာချမောင်ဟင်းရင်ကျနဲ့ငပီယော အတုမြုတ်တို့နဲ့တမင်စာရမှာအဆက်လုံးနေသဖြင့်ကတွင်းမတွေ့ဖြစ်နေပါတယ်။ဟဲ့တွေးမြာဒုချန်နဲ့မှငရုတ်သီးသိမ့်ရှိသေးလားအဲလိုမေးတဲ့အခါမှာမတွေ့မြာကလည်းရှိပါရဲ့တော့တော်မဆက်ရင်ကာလီတီသွားခုပေါ့ကျုပ်ကတော့ဒီဆက်ဆိုရင်အနည်းတော့ပါပဲအဲလိုပြောပြီးတမင်ဝဲမှာကိုစံလာရင်ငရုတ်သီးခုပြီးတော့ပြန်လာကိုစောင့်မျှော်နေပါတယ်ကိုစံလာရင်ကငရုတ်သီးခွင့်ရင်နဲ့ လေစိတ်မှာနနစိအညာလေးတစည်းစိုက်နေတာကိုမထင်မှတ်ဖြစ်နေရောက်ရှိသွားခဲ့တယ်။လေပေါ်မှာအညာပုံးကြီးရှင်မတော်တဏ္ဍခါတို့နဲ့ဆက်လေစည်းသည်ဇီးရတို့ကိုအဲ့ဒီလေပေါ်မှာပါလာတဲ့သူမိသားစုလေးယောက်ကရှေးမြမဆန်းဆန်းဝတ်စားဆင်ရင်မှုနဲ့ကိုဇန်လာရင်ကို နမူနာပစ္စည်းများပြကြပါတယ်။ကိုဇန်လာရင်က အပေါ်ပိုင်းအင်ကြီးကမပါဘဆိုးကွက်တုံးရဲ့ကပုံးသားထဲမှာငရုတ်သီးများကိုထည့်ထားတယ်။တဏ္ဍခါတို့ပိုင်ရှင် မပန်းမြန်ရဲ့အနီကိုကတ်သွားပြီး ဇနီးဖြစ်သူမာဒွေးမြတ်တို့ဝယ်ပေးမယ်လို့အကြံရပြီးဈေးမေးတဲ့အခါမှာတော့မပန်းမြိုင်ကတော်လဆွာနေတတုံးကိုတကြက်ခွဲပါရှင်မောင်ကြီးမြန်မြန်ဆဆယူရင်နှမလေးကလျှော့ပေးမှာပေါ့အဲလိုဆိုတဲ့အခါမှာကုန်းဆန်လိုက်ရင်ကကျွန်တော်မှအခုပတ်စံမပါသေးဘူးကျွန်တော်ကုန်းမော်တက်ပြီးပတ်စံပြန်ရိုးမယ်ဗျာအဲလိုဆိုတဲ့အခါမှာမပန်းမြိုင်ရဲ့မောင်ဖြစ်သူကိုပန်းမွေးကဟဲ့လို့ရောင်းရင် ကျုပ်ရဲ့ဆလေးစည်းစည်းကိုလည်းအားပေးပါအောင်ဗျာတထုံမှာပြား90တဲပါကျိုးတို့လေးပေါ်မှာပါတဲ့ပစ္စည်းလေးမျိုးကမိသားစုလေးဦးသလုံးတရက်ဝတ်တမျိုးစီရောင်းကြတာပါ အကုံဝယ်မှရောင်းရင်းကိုလေးပေါ်ကစင်းဝင်ပြုတ်မယ်ဗျာအဲ့လိုပြောဆိုပြီးကိုစံလောက်ရင်ရဲ့လက်ကိုဆွဲပြီးတော့တဝူးချင်းပိတ်ဆက်ပေးပါတယ်ဒီဘက်ကအညာပုံးကြီးရောင်းတဲ့သူက ကျုပ်ရဲ့အဖေဦးမြတ်ပုံးကောင်ပါဟောကအညာစည်းကိုရောင်းတဲ့သူကကျွန်တော်မေဒေါ်ရွှေပုံးစံပါ အဲ့လိုမိတ်ဆက်ပေးပြီးရှေးခေတတိစတိုင်းလို့ထင်မှတ်ရတော့အဲ့ဒီလေးဦးကိုကိုဆန်လောက်ရင်ကတေးချစွာကြည့်ပြီးတော့ကျွန်တော်အားလုံးကိုလေးစားချစ်ခင်ပါတယ်ဗျာကျွန်တော်မပါဆန်ကမပါသလိုကျွန်တော်ရဲ့ဇနီးမာတွေးမြကလည်းယူမီယူဆိုတာသူ့သဘောကလည်းရှိပါသေးတယ်ဗျာကျွန်တော်ကိုပြန်ခွင့်ပြုပါဦးမြောက်အဲ့လိုဆိုတဲ့အခါမှာအညာလေးကြီးကမြေပြင်ကျဲကြီးတဲ့ကိုရောက်လုံနေပြီကိုပန်းမွေးက သူတို့ရဲ့ဖားထဲမှာပစိုးနဲ့အင်ဂျင်တွေကိုထုတ်ယူလာပြီးကိုဇန်လောက်ရင်ကိုကဲရောင်းရင်ခမ်းမရဘာမှအာမနာနဲ့ခမ်းမရဝတ်ဖို့အတွက်ယူလာတာဗျခမ်းမရဒီအင်ဂျင်နဲ့ပစိုးကိုဝတ်လိုက်တာနဲ့တပြိုင်တည်းစိတ်ချမ်းသာစေရမယ်အဲလိုဆိုပြီးတော့ပေးတဲ့ခါမှာကိုဇန်လောက်ရင်ကတော်လဆွာယူပြီးတော့လှေးရဲ့နောက်ဖက်ခံမှာအဝတ်ထည်များကိုလဲပြီးတော့လှေးရဲ့ဝမ်ဘတ်တွင်းကို ပြန်ရောက်တဲ့အခါမှာတော့လှေးကစိတ်ကန်းကြီးတစ်ခုမှာစိုက်ကလုံးနေပြီ ေကန်းကတာယာတလူညနေစည်းစားရဲ့အလှကလည်းတာယာလှပါတယ်။လေပေါ်မှာတော့ကိုစံလောင်းရင်နဲ့မပန်းမြိုင်တို့နှစ်ယောက်ထဲသာရှိပါတော့တယ်။မပန်းမြိုင်ကကိုစံလောင်းရင်ရဲ့လက်ကိုဆွဲပြီးလာမောင်ကြီးဖောင်းငန်းနေကြလေမြန်လေးတို့ရွာကိုရောက်ပြီလေ။အဲလိုပြောပြီးတော့နှစ်ယောက်တူလက်တွဲလို့ကုန်းမော်ကိုတက်သွားကြပါတယ်။ကုန်းမော်မှာထုံးပြူပွေးပွေး၉၀၀ပြည့်ဇီးလေးကအထင်းတော့ဆဲလေးတန်လေးမြောင်ကလည်း နှဝင်ချိုလာပါပြီ။ကိုစံလှရင်ကအဲ့ဒီဇီရီလေးရဲ့နှီးမထိုင်ပြီးရှ िख ိုးဥခိုက်တော့လေမပန်းမြိုင်ကမရှ िख ိုးကိုစံလှရင်ကမပန်းမြိုင်ကိုဖျားရှ िख ိုးဥခိုက်ဖို့ခေါ်ပါတော့လေမပန်းမြိုင်ကတော့ပြုံးရွှင်စွားနဲ့ဒီဖျားဇီရီကရင်းနှီးပြီးသားဖြစ်တဲ့အတွက်သူ့ဖို့ရုပ်အီနေပြီးဖြစ်တာကြောင့်မရှ िख ိုးကျွန်တော်ကြောင့်ကိုပြောပြသွားတယ်ကိုစံလိုက်ဟာမပန်းမြိုင်ကို ရုပ်ချပြီး အပြောကောင်းသူတယောက်ဖြစ်ယင်းဤပွန်လင်းစွာမြင်တွေ့ရပေမယ့်ဖယားကိုဖူးမြော်ဥမခိုက်တော်ကိုတော့ပုံဝင်မကြလားဗုဒ္ဓဘာသာလူမျိုးမှာဟုတ်ပါလိမ့်စားဆိုပြီးစိတ်ထက်ကနေထင်မှန်မိတယ်မပန်းမြိုင်ခေါ်ရနောက်ကိုတက်ကောက်ကောက်လိုက်ပါသွားခဲ့ရပါတော့လေလေပေါ်မှာပျောက်ကွေးသွားတဲ့မပန်းမြိုင်ရဲ့ဖခင်မိခင်နဲ့အကူကြီးတို့သုံးကိုမတွေ့မိသဖြင့်မပန်းမြိုင်ကိုဤကဲ့သို့မေးမိတယ်နှစ်မလေးမပန်းမြိုင်မင်းရဲ့မိဘနှစ်ပါးနဲ့ အကူတော်တို့ဘယ်ရောက်သွားကြသတုံးကွအဲလိုမေးတဲ့ခါမှာမပန်းမြိုင်က မောင်ကြီးပန်းမွေးကသူ့အိုးသူ့အိမ်နဲ့သူ့ဇနီးနဲ့နေတာပါအဖေနဲ့မေကတော့နှစ်ယောက်တည်းနေပါလေသူတို့နဲ့ကတခါတည်းရန်ကုံရုံးထွက်မှစုံကြရတာပါမောင်ကြီးမမတ်မိလို့ပါမောင်ကြီးနဲ့မြိုင်ကလင်မယားတယ်လေမောင်ကြီးကအတိတ်မိနေလို့ပါမောင်ကြီးရဲ့ဥကောင်းထက်ကသပင်းရောင်တုံးကိုစန့်ကြည့်ပါဦးအဲလိုမပန်းမြိုင်ကဆိုတဲ့ခါမှာကိုစံလာရင်က စတုံးကိုစမ်းကြည့်ပြီးမပန်းမြိုင်ပြီးတဲ့မှန်တဲ့ချက်နဲ့သူ့ရဲ့လှပချုံပေါ်တော့ရုပ်ရည်ရုပ်ကောင်ကိုတွေ့ရပြီးမှန်ချက်ထဲမှာကိုပေါ်ရုပ်ကသူ့ကိုလက်ညှိုးထိုးပြီးတော့ဟဲ့ကောင်သူတမင်းကိုမင်းမှန်ကြည့်ပြီးသူတမှမသိတဲ့ကောင်မင်းနာမည်သူတကွာမင်းမိမကပန်းမြိုင်မင်းကိုအတတမြချစ်ခရတဲ့ပန်းမြိုင်ကိုမင်းတတိယပြီလားမင်းစဉ်းစားစမ်းမင်းနေခဲ့တဲ့မယန်းအန်ရွာလေးကမပန်းမြိုင်လေးလေး ဲ့ဒီလိုမှန်နေကကိုဘွားရုပ်ကပြောပြတဲ့ဖြင့်သူတနာမည်နဲ့မပန်းမြိုင်နဲ့အိမ်အောင်ကြခဲ့တာကိုတတိယခဲ့မိတယ်။အဲ့ဒီတိုင်အင်ကြီးမောင်ကိုသူတနဲ့မပန်းမြိုင်တို့ဇနီးမောင်နှံနေထိုင်ကြတော့လေမပန်းမြိုင်ကကိုသူတကိုဘာလို့မှမခိုင်းနေဘက်မှာအတူနေပြီးတော့ပေပေပေါပါစားတော့ပြီးညဘက်မှာတော့မပန်းမြိုင်ကမောင်ကြီးအေးဝဝအိပ်ပါနှမလေးတို့ဆွေမျိုးတို့ကညာစင်ညာတိုင်းဝေပါကီမင်းကြီးတို့က ပန်းသိန်းတောင်ကတတိပတ်မများကိုတွားရောက်ခွပြီးတော့ဆက်သရပါတယ်။အဲလိုပြောတဲ့ခါမှာကိုတူတော်ကလည်းသူလည်းမပန်းမြန်လို့နဲ့အတူလိုက်ပြီးတော့ကိုကြီးလောက်ကန်ပြိမယ်လို့ပြောတဲ့ခါမှာမပန်းမြန်ကတွန့်တွန့်ပဲညင်ပါလေ။မဖြစ်နိုင်ပါဘူးမောင်ကြီးရဲ့။ဒီမှာပဲကြုံးမကွာရင်မကွာအေးလိုလိုနေခဲ့ပါ။အဲလိုပြောပြောဆိုဆိုနဲ့ထွက်ခေါ်သွားတဲ့ရပောင်းကမနေလား။ကလေးသုံးယောက်တောင်ရနေတော့လေမပန်းမြန်ရဲ့အလှကငကိုအနေထားပင်ကိုအတိုင်းပါ။ ယောက်ျားသားတူကအလုံးမလုံးဖိမိမလှုပ်ဆောင်ကိုခိုးစားနေခဲ့ရတော့ကိုကုတ္တတာကမနှင်းမျိုးကလေးတွေအိမ်ဆောင်ဖြစ်နေရသည်မောင်းကြတော့ညီငွေလာပြီခြေစနီးမပန်းမြိုင်ကိုလည်းကြတော့တနာကျင်နာမိသည်ဖြင့်တညမှာတော့ကလေးများအချိန်မပန်းမြိုင်ထွက်ခွာသွားရနာကိုနောက်ရောက်ခန့်ပြီးတော့လိုက်သွားခဲ့တယ်မပန်းမြိုင်တို့ဆွေစဉ်တစ်ဆိုင်ကျိုးဝိုင်းထားတဲ့ကွင်းပြင်ကြီးထဲမှာတရွာလုံးမှာရှိတဲ့လူများကအလှကြဓာတ်တောင်ပေါ်ကိုတက်ရန်နေရယူကြသလို တချို့ကမိပင်လေးကိုကူးဖို့နေရာယူကြပါတယ်။ဓာတောင်ကိုတက်မဲ့ထဲမှာမပိုင်းမြိုင်ပါတယ်လို့မိခင်ဖြစ်သူတော်ရွှေပုံစံလေးပါတယ်။အသွားထက်တဲ့ဓာများကတောင်နေရံများမှာလှေကားတွေတပွဲရှိနေကြသဖြင့်တောင်တက်သူများကခြေပွားများမှာသွေးတန်ရင်းရဲ့နဲ့ခြေပြက်လက်ပြက်များဖြစ်ကုန်ကြပြီးနာကျင်စွာအဟေခံစားကြရပါတယ်။ထို့နည်းတူမပိုင်းမြိုင်ရဲ့ဖခင်ဥပုံမြက်ကောင်နဲ့မိသားစုစီရင်ဝင် တာဖြစ်သူကိုပန်းမွေးတို့ကလည်းဘူလောင်ပြင်းထန်သောမိပင်လေကြီးကိုကူခတ်နေကြသည်မောမြုပ်လိုက်ပေါ်လိုက်ပါသူတို့နဲ့တူအပေါင်းပါလူအများစုကလည်းမနေလာပါအဲ့ဒီဖြစ်ပြန်များကိုကိုတုဒကညောင်မကြီးအခွဲကကြည့်ပြီးစူကြောင်နေမိတယ်ဦးကောင်းမှာအချွန်တက်ရှိတဲ့အုတ်ထုပ်ကိုဆောင်းထားသောလူကြီးကပလာကောင်းကောင်းထောင်ထောင်မောင်းမောင်းအရက်ကခက်ကောင်းကောင်းနဲ့ခိုင်းတဲ့သူတယောက်ဖြစ်တယ်လို့သူရဲ့ဘေးမှာလည်း ဦးကောင်းအချွန့်တက်ဂျိုးနှဖက်နေအရဘဘကင်တိုတိုလူကြီးတူကတော့စာရွက်ချင်းတူရွက်ကိုဖြန့်ပြီးလူများရဲ့နာမည်များကို အစင်းလိုက်ခေါ်ပြီးတော့တန်စီခိုင်ပါတယ်ကိုတူတာကသူ့ရဲ့နာမည်ပေါ်မှာကိုကြောက်တဲ့ဖြင့်ခြေတံကိုလုံအောင် ဖောက်ဖွားလေးနေပြီး နောက်ကျောင်းကိုပြန်ပြီးတော့ပြေးမိရမှာဝိပုစင်ကျအဖိုးတို့ကိုဝင်တိုင်းမိတယ်အဖိုးကြီးကလက်ထဲမှာ108လုံးပရိကုံးကိုကင်ထားပြီးတော့ဟဲ့လူလေး အသူတကယ်ဘုံသားတွေနဲ့တွေ့ခဲ့ပြီထင်တယ်။အဲလိုရီမောစွာနဲ့အေးစေးစိငင်စွာ ပြောတဲ့အခါမှာတော့မောင်တုဒခေါ်ကိုစံလှရင်ကထိုလူသူတော်အပါကြီးကိုလက်အုပ်ချီရှိခိုးပြီးတော့ဟုတ်ပါတယ်ဗျကျွန်တော်အသူတကယ်ဘုံသားတွေရဲ့လှည့်စားခြင်းကိုအခံရတာပါဗျကျွန်တော်ကိုကျေးဇူးပြုပြီးလမ်းပြပေးပါအဖရဲ့အဲလိုကိုစံလှရင်ကပြောတဲ့အခါမှာတော့အဖကတောင်ဘက်ကိုမျက်နှာမိုးပြီးတော့ ဟောကထုံဖြူဖြူပွေးပွေးဇေဒီလေးကိုမင်းတွေ့တယ်မလားအဲ့လိုဘကလက်ညှိုးထုတ်ပြတဲ့ခါမှာတော့ကိုစံလာရင်ကသေချာစွာကြည့်ပြီးတော့ဟုတ်တယ်ဗျကျွန်တော်စပြီးတော့ရောက်လာခဲ့တဲ့နေရာလေးပဲဗျအဲ့လိုဝမ်းတောင်အားရစွာနဲ့ပြောတဲ့ခါမှာတော့အဘကဆက်လက်ပြီးလက်ညှိုးပါတယ်လူကလေးမင်းအဲ့ဒီဖျားပြူလေးကိုရောက်အောင်သွားရော့ဒီပတိကိုလေးကိုလင်မာဆွဲသွားဟောကိုရောက်ပြီဆိုရင်ဖျားကိုဝိပ်ပြူ မင်းကိုကူညီမဲ့သူကအစင်းနဲ့စောင့်နေမှာပါသူကတော့ပြောကြပြီးတော့အဘကတိတ်ရွတ်ရွတ်နဲ့ထွက်ခေါ်သွားပါလိမ့်ကိုစံလောက်ရင်ကဖျားပြူလေးမှာဝေပြူနေစဉ်သူရဲ့ဘေးမှာနှုတ်ခမ်းမွေးကောက်ကနေဥပဒေရုံကောင်းတော်လူကြီးတို့ကဝင်ထမ်းပြီးဖျားကိုဝေပြူကမောင်ရင်ကဘဲကိုသွားမလို့တော့အဲဒီလိုမေးတဲ့ခါမှာတော့ကိုစံလောက်ရင်က ကျွန်တော်ကလူသားတယောက်ပါဥယေကျွန်တော်နေတဲ့ရွာကိုပြန်ကျင်ပါလေ ထွန်းထွန်းပြောတဲ့ခါမှာလူကြီးကလည်းဦးကလည်းလူသားပါပဲမောင်ရင်ရမောင်ရင်သွားမယ်ဆိုရင်ပြီးတစ်ဖက်ကန်းကိုဦးရဲ့ကတိုးလေးနဲ့လိုက်ပို့ပြီးပါမယ်ပတ်စံပေးစရာမလိုပါဘူးကွာဒုက္ခရောက်သူကိုကူညီရမှာပေါ့အဲဒီတော့ပြောပြောဆိုဆိုနဲ့ပြီးစိတ်ကန်းကိုလိုက်ပို့ပေးတယ်ကိုစံလိုက်ရင်ကကျေးဇူးတင်စကားပြောဆိုပြီးပြီးကနေရထားနဲ့တဆင့်ရန်ကုန်ရန်ကုန်မှာတာတော်တာတော်မှာတင်ပေါ်နဲ့ဟင်္ဒရာဟင်္ဒရာမှာတဆင့်ရထားနဲ့ အင်ကပူမှာဆင်းပြီးမိမိရဲ့မွေးရည်ကိုပြန်ခဲ့ပါတယ်။ကိုဆန်လာရင်ဒေါ်ထွေးမြတ်နဲ့ကွဲကွာသွားခဲ့ဒီမှာကျောင်းနဲ့တင်းတင်းပြေခဲ့ပြီးဖြစ်တော့လေဒေါ်ထွေးမြတ်ကနောက်အိမ်နာမပြိုဘဲနဲ့ကိုဆန်လာရင်အလာကိုမျှော်တော့မျှော်စင်းမှာကိုဆန်လာရင်ပြန်ရောက်လာတဲ့ခါမှာတော့တရွာလုံးကဝမ်းသာကြရပါတယ်။ကိုဆန်လာရင်ကသူ့ရဲ့တွေ့ကြုံကိုဒေါ်ထွေးမြတ်ကိုပြောပြပါတော့လေပထမတော့ဒေါ်ထွေးမြတ်ကမယုံကိုဆန်လာရင်ရဲ့အင်ဂျင်နီယာပစိုးက ရှင်အောင်အဝိထံများဖြစ်ကြခြင်းကတသက်ခိုင်းလုံးနေသဖြင့်တော့ယုံကြည်မိလေရပါတယ်။ပို့ပြီးတော့ယုံကြည်စေရန်ကိုစံလာရင်မြို့သီးစင်ကူးတဲ့ခြံတောင်မှာရှိတဲ့ဆွေးမြင့်နေသောဝက်လုံးတိုင်မှာကိုစံလာရင်ထွက်သွားခြင်းကဝတ်သွားတဲ့ပဆိုးကွက်တုံးနဲ့ထုတ်ထားသောမြို့သီးစင်လက်လက်ဆက်ဆက်တို့ကချစ်လျက်တော့နဲ့ထူကြဆန်းပြစွာတွေ့မြင်ခဲ့ရသဖြင့်ဒေါ်ထွေးမြတ်ကကိုစံလာရင်ကိုအပြစ်မဆိုးတော့ဘဲအချစ်ပူခဲ့ရပါတယ်။ လူဘဝမှာကျုံနောက်ကျုံငယ်လူသားနဲ့အတူတကယ်ဇလန်းလေးကကိုဇန်လာရင်တော့ကိုရိကံမီယဖြစ်တဲ့ပြည့်ရမှဇလန်းလေးတစ်ခုပါကလေး၃ယောက်နဲ့အတူတကယ်ဘုံဘဝမှာမြန်အန်ရွာသူကျော်မပန်းငယ်လေးကိုကိုဇန်လာရင်တယောက်ရခုဦးဇန်လာရင်ဘဝထပ်တိုင်းတွေ့တာမိတဲ့အတွေ့အတာတန်ရုံးစင်လေးများကိုပေးတော့မှမိနိုင်လိမ့်မှာမဟုတ်ပါဒီပြည့်ရမှဇလန်းလေးကိုကျွန်တော်ရဲ့ဦးလေးဦးလေးရောင်နေခေါ် ဝဝင်းမောင်ကပြောပြခဲ့တဲ့ပြင်ငယ်စဉ်ဘဝကိုပြန်လဲသတိတရမှတ်ရတဲ့အနေနဲ့ငရုတ်ဒီခွေးရင်နဲ့မရတဲ့ရောက်ရခဲ့တော့အဖောက်ဦးစံလောက်ရင်ရဲ့ကိုတွေအကြောင်းကိုအဆုံးသတ်လိုက်ရပါတယ်။ဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ကမ်မီယောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးကွန်မန့်ပေါ်ဝင်ရောက်ဆွေးနွေးညှက်ခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကွန်မန့်တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားကြီး channel လေးကနေထူးခြားဆန်းကျင်းလှုပ်ဝှက်ဆန်းကျင်းသတိရင်ဖို့ပရလောကကံမီယရမတန်မူခင်ဖြစ်ရဲ့မန္တလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြ တင်ဆက်ပေးနေပါပြီခင်ဗျာ